အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မော်လကောက်ပြုလုပ်ကြီးလေးကိုတောင်းဆိုလာတဲ့သူအတွက်ပြုလုပ်ကြီးလေးကိုမှတ်ဖွားလာပြီးတော့မျက်ဝေပြမှာဖြစ်ပါတယ်ရှက်အရင်ဥဆုံးကောက်ရင်မုံဟင်ခတ်စွန်းနှစွန်းစာရဲပြီးတော့ဆတ်မုံဟင်ခတ်စွန်းတဝက်စာရဲထည့်ပါမယ်ရှက်ပြီးတော့စားအနေငယ်ထည့်ပါမယ်ဆိုတာမုံရဲစီအနေငယ်ရဲကြီးခဏနွေလေးနဲ့နည်းနည်းရှင်းစီထည့်ပြီးတော့နေပေးထားလိုက်ပါမယ်နော်ယောတခါတည်းထည့်လို့မရပါဘူးနော် နည်းနည်းရှင်းစီထည့်ပြီးတော့နေပြထားလိုက်ပါမယ်ရှင်နေထားတာမုတ်တာလေးရှောလာပြီဆိုတော့အဖုံဖုံထားပြီးတော့၃နာရီတော့နှက်ထားပြလိုက်ပါမယ်နှက်ထားတာ၃နာရီပြည့်ပြီဆိုတော့ကိုလိုရှင်တဲ့လက်ကောက်ပုံစံလုပ်ပြီးတော့တခုရှင်းစီလုပ်ပြီးထားလိုက်ပါမယ်နော်ဒီနေရာမှာကိုကနန်းကတ်တာစိုက်တယ်ဆိုရင်နန်းကပ်ပြီးတော့ကြော်ထားလို့လည်းအဆင်ပြေပါရဲ့ရှင်။ ကိုရစိတ်ချိုက်သုံးလို့ရပါတယ်ရှင်မကတ်လည်းရပါတယ်နော်မိခအေးလေးထားပြီးတော့ကြိုထားပြလိုက်ပါမယ်နော်မုတ်သားလေးကဖောင်းလာပြီးတော့အဝါရောင်ဖြစ်လာပြီဆိုတော့အဆင်ပြေပါ ਈ နော်နမ်မကပ်ပဲနဲ့အဖြူရောင်အတိုင်းပဲကြိုရင်လည်းအဆင်ပြေပါတယ်နော် ပြီးတော့ထင်ရက်ကိုရေပူပူလေးနဲ့စိမ်ပေးထားလိုက်ပါမယ်နော်ထင်ရက်ကအရေးပြောပြီဆိုရင်တော့အဆင်ပြေပါ ਈ နောက်ဆုံးမှာတော့မုတ်လက်ောက်လေးရလာပါပြီရှင်ဒါနဲ့စကားမဆက်တချို့ကမှဖုန်းတောင်းဆိုလာတာပေါ့နော်ပေါ့လို့ပြောရင်နားမလည်ဘူးပြောကြရမလို့ဒီနေ့ကစပြီးတော့အကုန်လုံးနားလည်အောင်လို့မဖွားဗမာလိုပဲပြောပြသွားမှာဖြစ်ပါရဲ့ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။ Bye bye ။